တနေတိုင်းမြို့ဘက်ကိုရိတ်ခါလာပိုးတဲ့စက်ကောက်စီရင်တန်းကိုမြိတ်မြို့နယ်တုံပြိုးရွာမှာမက်လ32ရင်းနေမနက်ကမိုင်းဆွဲတက်ခိုက်ခဲ့တယ်လို့တော်လိုင်းရဲတပ်ဖွဲ့ဝင်တွေနဲ့ဒေသခံတချို့စီကသိရပါဗါတနေတိုင်းမြို့နယ်ထဲကစက်ကောက်စီတက်ရင်တွေကိုရိတ်ခါပိုးဖို့မြိတ်ဘက်ကလာတဲ့ရင်တန်းကိုအဲ့ဒီနေမနက်ပိုင်းမှာတုံပြိုးကျေးရွာအုပ်စုလာတာရွာနာမှာရှိတဲ့မြိတ်ပကဖာကမိုင်းဆွဲတက်ခိုက်ခဲ့တယ်လို့တော်လိုင်းရဲတပ်ဖွဲ့ဝင်တွေကဆိုပါတယ် အဒီစကောက်စီရေတန်းဟာမိုက်ဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်ကာငါးစီးနဲ့တာတနေတိုင်ဘက်ကိုဆက်မောင်းသွားပြီးနစီကမိုက်ဆွဲခံရတဲ့နေရာမှာရပ်သွားတယ်လို့မိုက်ဆွဲတိုက်ခိုက်တဲ့မြိတ်ပကဖတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။မိုက်ဆွဲတိုက်ခိုက်ပြီးပြန်ဆုတ်ခွာလာတဲ့မြိတ်ပကဖတပ်ဖွဲ့ဝင်တွေကိုစကောက်စီတကလန်းခူးလက်မှာကြားပြတ်တိုက်ခိုက်ခဲ့တာကနေအပြန်လည်ပြစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့သေးတယ်လို့မြေပြင်ရဲဘော်တွေကဆိုပါတယ်။ အဒီနောက်ဇဝဲရွာချစ်ဆိုင်ခမရ996တက်ရင်တုံပြိုကြီးရွာစကောက်စီတက်အထိုင်စခန်းကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ငရဲအင်းတုံပြိုရွာဟောက်ဘက်ကိုပြက်ခတ်နေတယ်လို့အသက်26နှစ်အရွယ်တုံပြိုဒေသခံအမျိုးသားကဆိုပါတယ်အခုရပိုင်တဲ့စက်ကောက်စီတက်ကဆက်ရေးလှူရှာမှုထဲရိတ်ခါဖြီတာကိုပို့လုပ်နေတဲ့အတွက်အင်အားထက်ဖြီးပြီးမော်တော်နယ်ဆက်လမ်းနဲ့ပြည်ထောင်စုလမ်းမကြီးတလျှောက်ကိုပြန်ထိတ်ချုပ်နိုင်ဖို့ရည်မှန်းထားပုံရတယ်လို့မြိတ်ပါကဖာတောင်းဝခန့်ရဲဘော်ကူနာကြီးကဆိုပါတယ်။